ရခိုင်ပြည်မောင်တော်မြို့နယ်ကြောက်ပွင့်တူနဲ့ရည်သက်တော်မြို့နယ်စီဒီပင်ကိုဆက်သွယ်ထားတဲ့မယူတောင်ကျော်လမ်းမှာခီးသည်ကားတစ်စီးကိုမွတ်စလင်လက်နက်ကင်အဖွဲ့အစားကပြစ်ခတ်မှုကြောင့်အမျိုးသမီးနှုတ်ဦးတေဆုံးပြီးအမျိုးသားနှုတ်ဦးတရားရရှိခဲ့တယ်လို့အာရခတဲ့တော်ကထုတ်ပြန်ပါတယ်။မနေ့ကအောက်တိုဘာ22ရက်နေ့လယ်တနာရီကျော်မှာဇီဒီပြင်းကနေကြောက်ပွင့်တူကိုထွက်ခွာလာတဲ့ခီးသည်လိုင်းကားတစ်စီးမှာမယူတောင်ကျော်လမ်းမှာပြစ်ခတ်ခံရပြီးတော့ ကားပေါ်မှာလိုက်ပါလာတဲ့အမျိုးသမီးနှစ်ဦးသေဆုံးပြီးရင်းမောင်းဖြစ်တဲ့အမျိုးသားနဲ့တခြားခရီးသည်တဦးတို့ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်ကားပေါ်မှာပါလာတဲ့ဆန်စီဆငယုံစရစ်စာသုံးကုန်အလုံးကိုအာစာကယူဆောင်သွားခဲ့တယ်လို့အေကဆိုပါတယ်။အရခတ်တတော်ကအခင်းဖြစ်ပွားတဲ့နေရာကိုသွားရောက်ခဲ့ရာအခင်းဖြစ်ပွားတဲ့နေရာနဲ့မလန့်မကန့်မှာခီးတဲ့၅ဦးထက်ကအသက်30အရွယ်မဝေဝေဆိုးနဲ့အသက်60အရွယ်ဒိုနိုင်နိုင်စေတို့မှာ အာစာအဖွဲ့ရဲ့ပြစ်ခတ်တပြည့်မှုကိုခံခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်တေဆုံးသူမဝေဝေဆိုရဲ့အသက်၃နှစ်အရွယ်သမင်းငယ်ကိုမိခင်ရဲ့အလောင်းပေးမှာအသက်ရှင်လျက်တွေ့ရှိခဲ့ရပြီးအာစာရဲ့တိုက်ခိုက်မှုပေမှာထွက်ပြေးလွတ်မြောက်လာတဲ့ကောင်းမောင်းသူကိုထွန်းဝင်းခရီးသည်မောင်တန်းထွေးတို့ကိုဒဏ်ရာတွေနဲ့ထပ်မံတွေ့ရှိခဲ့တယ်လို့အေအေကဆိုပါတယ်။လက်ရှိမှာဒဏ်ရာရသူတွေမှာစစ်ကူတမှုခံယူနေရတယ်လို့လည်းသိရပါတယ်။မွတ်စလင်လက်လက်ကိုင်အဖွဲ့တွေဟာမောင်တော်ဘူးတီတောင် ရည်တည်တော်မျိုးနွေတွေမှာအယတားတွေကိုအကြံဖက်လုပ်ငန်းတွေဆက်တက်လှုပ်ဆောင်နေတာကြောင့်ဒေသခံတွေမှာစိုးရိမ်မှုမြင့်တက်နေတယ်လို့လည်းသိရပါတယ်။ကြောက်ဖဲတို့စီဒီပင်တောင်ကျိုလန့်ဟာလန်ခီအခြေစေမိုင်းခဏဖားလုံးရှိပြီးမောင်တော်မျိုးနဲ့ဘူးတိတော်မျိုးနဲ့ရည်တည်တော်မျိုးနွေတွေကဒေသခံတွေအတွက်လူမှုရေးကျန်းမာရေးစီးပွားရေးကဏ္ဍတွေအတွက်အရေးပါတဲ့လမ်းဖြစ်ပါတယ်။အော်တိုဘား21ရက်ကလည်းမောင်တို့မျိုးနဲ့နေသားတော်ကြွရောက်ကိုပြန်တဲ့အဲသန်တို့ဦးကိုအာဆာဖွေကပိတ်ခတ်မှုကြောင့်တဦးတည်ဆုံးပြီးတဦးတန်အားရရှိသွားခဲ့ပါတယ်။ ်ပြီးခဲ့တဲ့ဇန်နဝါရီလရက်ကလည်းကြောက်ပန်းသူကနေရေတံတော်မျိုးနယ်ဇီဒီပြင်ကိုလာတဲ့ခရီးသည်တင်အိန္ဒိယသုံးပြီးတစည်းကိုမေယူတောင်ကျော်လန့်မြူယူကျေးရအနိမ့်မှာအစာအဖွဲကရှုံချိုတိုက်ခိုက်ခဲ့တာကြောင့်တအူးတည်ဆုံးပြီးနှုတ်တရားရရှိခဲ့ပါတယ်။အစာတဲဖွင့်ဝင်တဲ့ဟာဘူတိတောင်မောင်တော်ရေသေးတောင်နဲ့မြူတောင်နဲ့တခြားမှာအခြေစိုက်ပြီးအေအေတဲဖွင့်ဝင်တွေကိုပြတ်သက်တာအရသားတွေကိုဖန်ဆီးတက်ဖြတ်တာတွေစက်တိုက်လှုပ်ဆောင်နေတာလေးဖြစ်ပါတယ်ရှင်။